ဒါကကိုလိုနီခေတ်မှာထင်ရှားတဲ့ဆေးတိုက်နေရပါ။အဲဒီဆေးတိုက်ပိုင်ရှင်ကမြန်မာနိုင်ငံမှာပထမဆုံးနောက်တိုင်းဆေးကန်းကိုဖွင့်လှစ်ခဲ့သူဖြစ်ပါတယ်။သူကဘာလို့လဲ?ဘလို့ပုံစံနဲ့ဆေးတွေရောင်းချခဲ့တာလဲ။ထောင်ရှိရ၈၈ခုတုန်းကရန်ကုန်မှာစေကန်းတစ်ခုပေါ်ပေါက်လာပါတယ်စေကန်းပိုင်ရှင်ကဒေါက်တာ EMD စူစာပါ ူက1898မှာအိန္ဒိယနောက်တောင်ဘက်ဂူဝါမြို့ကနေစင်ကာပူကိုသွားမုံတိုင်းမိလို့ရန်ကုန်ရောက်လာသူပါ။ဒေါက်တာဒီဆူဇာရန်ကုန်ရောက်တော့မဟာဗန္ဓုရလမ်းပေါ်ကနှစ်ထပ်တိုက်ကိုမူလပိုင်ရှင်ဟာဂျီမာမက်ဟာရီစီကနေဝယ်ပြီးဆေးကန်းဖွင့်ပါတယ်။ဆေးကန်းနာမည်ကိုသူ့နာမည်ဖြစ်တဲ့ဒီဆူဇာဆိုပြီးပေးပါတယ်။အရင်ဆေးကန်းဟာမြန်မာနိုင်ငံရဲ့ပထမဆုံးအနောက်တိုင်းဆေးကန်းဖြစ်ပါတယ်။ဆေးကန်းလဲဖွင့်ဆေးဝါးလဲပေါ်ဆက်ရောင်းသလိုဓာတုဆေးတွေလည်းရောင်းပါတယ်။ဒီနေ့အထိမြင်နေရတဲ့အဆောင်ကတော့1914မှာပြန်လဲတိဆောက်ပြီးစီးခဲ့တာပါ။ဒေါက်တာ ာဒီဆူစာ1922ကြာခွဲလွန်ပါတယ်။နောက်ပိုင်းကျမြန်မာစီးပွားရေးလုပ်ငန်းရှင်ဦးခင်စောကဒီဆူစာလုပ်ငန်းကိုဝယ်ယူလိုက်ပါတယ်။ဒါကသတင်းစာတွေမှာတွေ့ရတဲ့ဒီဆူစာကြော်ညာတွေပါ။စေဝယ်ရင်ဒီဆူစာမှာမှ စိတ်ချရပါတယ်ဆိုတဲ့ကြော်ညာဟာကိုလိုနီခေတ်ကနာမည်ကြီးကြော်ညာတစ်ခုပါ။ဆိုရှယ်လစ်ခေတ်မှာတော့ဒီဆူစာစေးတဲ့ဟာပြည်သူပိုင်သိမ်းခံရပြီးပြည်သူဆိုင်ဖြစ်လာပါတယ်။နောက်ပိုင်းကျကုန်သွယ်ရေးကော်ပိုရေးရှင်းလောက်ရောက်သွားပြီးအခုတော့ MPD ရုံချုပ်ဖြစ်အသုံးပြုနေပါတော့တယ်။ အခုလိုခရောင်းနမဲကျော်လုပ်ငန်းတွေအကြောင်းစိတ်ဝင်စားရင် comment မှာတခုခုရေးပေးသွားပါဦးနော်။